မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ယခုလိုမွေးရသည့်ချိန်မှာစိုက်ထီတို့တောင်းကိုခြေလျင်တက်ကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့စားထွက်တဲ့ချိန်ကယာဒီဥတ္တတရားတဲ့အတွက်ကျွန်တော်တို့အဖွဲ့ဓာတ်ထွက်မှာခြေသွက်ခဲ့ကြပါတယ်ဟုတ်ပါဟုတ်ကဲ့လမ်းမတွေ့တဲ့ကျမောက်တီချန်ကိုဝင်ပြီးတော့လဲကျမောက်တီတွေဝယ်ယူအားပေးခဲ့ကြပါတယ်ဟုတ်ယခုချိန်ကမွေးရသည့်ဖြစ်တဲ့အတွက်ကျွန်တော်တို့လမ်းမှာအပင်တွေဆဲဆင်းဆူဆူနေဖြစ်နေတာကိုအခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်ရမောဟရလား ဒီလိုနဲ့ခရီးဆက်လာရင်လည်းလမ်းတနေရာမှာတော့ကျွန်တော်တို့ခြေဆက်ရမယ့်လမ်းမှာအခုလိုရေလေးတွေလှပစွာဆီစဉ်နေတာကိုတွေ့နေရပါတယ်ကျွန်တော်တို့တွေခီးသွားတဲ့အခါမှာအထူးသဖြင့်အခုလိုတဘာဝတွေကိုခီးသွားတဲ့အခါမှာတော့ကျွန်တော်နဲ့ပါလာတဲ့အမိုက်တွေကိုစနစ်တကျပြန်လည်တည်ဆောင်ပြီးဆွံ့ပြစ်ဖို့အတွက်ကိုကျွန်တော်ဒီဗီဒီယိုလေးကနေမြေတားရက်ခံလိုက်ပါတယ်ခင်ဗျာ။ဒီမိုင်းပါတယ်။ခါးကြရန်ကောင်းပါနဲ့ရှင်။ကြော်ကြရကြရ ဒီနေရာဆိုအရင်တော့အကြော်ဆိုင်တွေပါလေဒီနေရာတွေဒီနေရာဈေးဆိုင်တွေနေမှာเนาะကျွန်တော်ပြချက်ခုလို့ဆန်လေးတွေမရှိတော့ပါပဲကျွန်တော်တို့ခြေလျင်တက်လန်းတော်တော်များများနေပါကရွာတွေကနေဖြတ်သွားရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရွာမှာရှိတဲ့ဆိုင်ကနေရေတန့်ဘူးနဲ့အစာပြေမုန်းလေးတွေဝယ်ယူလို့ရပါတယ်ခင်ဗျာဒီလိုနဲ့ခရီးဆက်ခဲ့ကြရင်ကျွန်တော်တို့ရေမြောင်ကြီးရောက်တဲ့အခါမှာတော့ခိတ္တအနာယူပြီးတော့ကျွန်တော်တို့ရေကစားခဲ့ကြပါသေးတယ်လာရဒီမှာအိမ်ဝင်ပူနေကိုဒီမှာဂျုံမအိမ်လေးရတယ်အေးဆိုးတယ်ဟုတ်ပြီကောင်းပြီကောင်းပြီဒါဆိုရင်ဟုတ်တယ်ဆိုတာလေ အောင်ဆောင်ဝင်းအောင်ဆောင်ဝင်းဟုတ်ကဲ့အောင်ဆောင်ဝင်းလို့ပြောလိုက်ရင်အာပါပြီအေမြောင်ကြီးစကန်လေးတော့ဖတ်တယ်မှာပြပါတယ်အခုကတော့မိုးခွားလေးရတယ်နည်းနည်းကြနေနေလက်ခဲကြပါဦးဖိုင်လေးဆက်တာဖိုင်လေးဆက်တာရလို့ကြီးလေကြက်ထီးကိုတောင်တက်တာ3မိုင်ကျော်လာပြီပေါ့နော်ရှေ့မှာအေမြောင်ကြီးစကန်လေးရှိရပေါ့နော်တော်တော်လေးတော့မောရဲဒါပေမဲ့အာရာသီဥပါလည်းလှရဲပြီးတော့ကြတော့ တောင်တက်ရတဲ့ feeling ကိုလည်းပေါ့နော်ဒါပထမဆုံးဆိုပေမဲ့အရင်ကြိုက်သွားလို့အာရှေ့ကိုတော့ဆက်တက်ရအောင်လို့ပေါ့နော်ဒီရဒီဦးလို့နဲ့ဆိုတော့သင်ချီယိုတောင် recommend ပေးရအောင်ရမ်းရတယ်အဘွားတော့လို့မျိုးမောပြီးပြန်မလားကိုရီးယားမှာဆက်တက်နိုင်မလားဆိုတာကိုအဲ့ဒီပြပါဦးရှိဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့တကယ်တည်းအရန်များတဲ့ဘိုးပြန်တော်ကိုကျွန်တော်ရဲ့ညီမလေးတပွဲသူလေးကဥဆောင်ပြီးခေါ်သွားပြီးမှာပဲဖြစ်ပါတယ်အောက်မှာလည်းဒီလေကား ပေါ်မှာလဲဒီလေကအော်မိုးလေကမောတော့မောတယ်ဒါပေမဲ့ဓပူရိုက်တာနဲ့မောပြေလိုက်ဓပူရမ်းလိုက်တက်လိုက်ဆိုတော့တိတ်မမောတယ်လို့ခံစားရပါတော့။ဘိုးပြန်တော်ကိုကြော်ပြီးတဲ့ခါမှာတော့ကျွန်တော်တို့အခုမြင်ရတဲ့တော်လန်းလေးတွေကိုဆက်ပြီးတော့ခရီးဆက်ကြရမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ကျွန်တော်တို့တောင်ပေါ်ရောက်ခံနေတဲ့အချိန်မှာတော့လေတိုက်လာပြီးတော့မိုးတွေလည်းကျလာခဲ့ပါတယ်ကျွန်တော်တို့ဖွဲ့မိုးရဲလေတွေကနေပြီးတော့ခရီးဆက်ခဲ့ကြတာအခုဆိုရင်တောင်ပေါ်ကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်ရောက်ပါပြီဘယ်မှာကျရကြတာပေါ်ရောက်ရင်ဒီဘက်မှာဒီရဒီမှာပြတော့ပါနော်ဆိုချင်ရောက်သွားပြီ ျွန်တော်တို့တောင်ပေါ်ရောက်ရှိလာတဲ့အခါမှာတော့အခြားဖျားဘူးဧည့်သည်တွေကိုလည်းကျွန်တော်တို့အခုလိုတွေ့မြင်ရပါတယ်ကျွန်တော်တို့က mountain view မှာတဲမှာဖြစ်ပြီးတော့အခု mountain top hotel site hotel တို့ကိုဖွင့်လှစ်ထားတာလည်းတွေ့ရတာဖြစ်ပါတယ်ညာတာတက်ကောင်းလေးတွေပဲဆိုပြီးအောင်လုပ်ကြပါမယ်။ညာလေတိုက်ညအောင်တိုက်လီယောမိုးလီယောမိုးတိုက်မနေ့စောစောမှာတော့ဖျားဖို့ပြဖို့အတွက်ကျွန်တော်ရှင်မြင့်တော်ဘောကိုတက်ခဲ့ပါဗျ။ မနေ့စောစောလေတိုက်နေပြီးတော့မြူတွေဖုံးနေတဲ့အချိန်ကျွန်တော်တို့ဖုံးညွှန်ရတဲ့အကြိုက်ထီထူစီတီတော်မြဲရဲ့ညင်ခွင်းပဲဖြစ်ပါတယ်ခင်ဗျာမိုးလင်းလာပြီဖြစ်တဲ့အတွက်အခြားဖျားဘူးဧည့်သည်တွေကလည်းဝူပြဖို့အတွက်အတီးတီရောက်ရှိခဲ့ကြပါတယ်ပြားပွဲတဲ့ကတ်လို့ရတယ်။ဖျားဖို့ပြုပြီလို့ဗိုက်စားတဲ့အတွက်ကျွန်တော်မနက်စာစားဖို့အတွက်ထမင်းဆိုင်နိုင်ရှိရဖို့လမ်းလျှောက်ခဲ့ပါတယ်။ ီလီကားနေစပြီးတော့ဒီမှာရှိတဲ့ point 2ကဲကိုကံဘာလို့စပြီးတော့ထမင်းဆိုင်နေအားလုံးကပိတ်သိမ်းထားတာကိုတွေ့ရပါတယ်။လီကားရဲ့အပေါ်မှာတော့ကျွန်တော်တို့ထမင်းဆိုင်ဒီဇိုင်းရှိပြီးတော့အစာပြေစားဖို့အတွက်အတုပ်ဆိုင်နှစ်ဆိုင်ကိုတွေ့ခဲ့ရပါတယ်။ကျွန်တော်ကတော့ကောင်းချင်းပေါင်းနဲ့မနက်စာအုံနှုတ်ခောက်ဆွဲကိုအဝါဆွဲခဲ့ပါတယ်။ဒီလိုနဲ့စားပြီးတဲ့ချိန်မှာတော့နေထွက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကြိုက်တီယိုဖီးယားကိုအခုလိုကြည်လင်စွာပုံမြော်ပွင့်ရရှိခဲ့ပါတယ်။မိုးရသည်ရဲ့မနက်ခင်းမှာနေထွက်တော်ဖြစ်တဲ့အတွက်ကျွန်တော်တို့သဘာဝတရားကြီးကအခုမြင်နေတာအရန်ကိုလာပါနေပါဗျ ကျွန်တော်တို့အစင်းလန့်ကိုတော့တအူကို9000ကျပ်ပေးရတယ်တောင်စင်းကားနဲ့ပဲဆင်းမှာပဲဖြစ်ပါတယ်ချိုက်တီယိုစီတီတော်မြတ်ကြီးကိုမိုးရသည်မာလာရောက်ဖို့မျှော်ချင်တဲ့သူတွေအတွက်ချိုက်တီယိုစီတီတော်မြတ်ကြီးကပေးရမရှိပဲနဲ့တောင်တက်စင်းကားတွေရာလဲကျွန်တော်တို့နေစဉ်ပြေဆွဲပေးနေရဆိုတာကိုသိရပါတယ်ကျွန်တော်တို့တောင်ပေါ်ရောက်ရင်တဲခုတ်ဝတ်တော့လေတဲခုတ်ကန်ဒီဟိုတယ်တွေကလည်းဈေးနှုန်းတက်တာဆိုတာနဲ့ကျွန်တော်တို့တဲခုတ်နိုင်ပါတယ် ပြီးတော့ထမင်းဆိုင်လည်းရှိတဲ့အတွက်ကျွန်တော်အစားတောက်တော့လည်းပူစရာမလိုပဲနဲ့ဘိုးရဒီမှာအေးအေးတန်းတန်းနဲ့တိုက်တီယိုဘရားကိုလာရောက်ဖွင့်ပြနိုင်နေဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးကနေတင်ပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုပေးခဲ့သူတို့ဝင်ကြီးစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ